လိုက်စင်ထုတ်ပေးပြီဘယ်အချိန်မှစဖမ်းလဲလိုက်စင်တက်တန်းတွေမတိုးတော့ဘူးဆိုလို့ပြီးတော့မှန်းစားတဲ့အချိန်အစာကြီးမှဖမ်းတာတိုးလိုက်စင်ကိုပေးလိုက်ပြီဆိုလို့ကျလို့ချင်းဖမ်းဖို့ပေးလိုက်တာကျွန်တော်တွေပတ်သက်ပြီးတော့မိမိမှာတချို့ကြားနေရတဲ့လူမျိုးရှိတယ်။တချို့ကလည်းအကောင်းကြီးနဲ့ကြားနေရတဲ့နိုင်ငံတွေရှိပါတယ်။ကျွန်တော်ရက်စကပါသူစောဒီနဲ့စစ်တပ်အင်အားတရာဝန်ကျင်အောင်နေရာယူသွားပေမယ့်မိမိမှာတော့ဖက်စစ်တပ်အလို့နဲ့စစ်ရှုံးနေပါတယ်။ Hello Chad မြို့ပတူညီကိုမော်ရမများအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ10ရက်နေ့ကျွန်တော် Super Sunday မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ခင်မှာနောက်ဆုံးကြားသိရတဲ့ဥဖျားဖျားတော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သုဆဆောင်ကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲဒီနေ့မနေ့မှာနောက်ဆုံးကြားသိရတဲ့ပေါ့နော်တော်လန်တရင်ကောင်းကတော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဲ့ပုံအနေနဲ့ကတော့ တနင်္သာရီတိုင်းတဲ့ချောင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုနှစ်ကြိမ်ကြားဖြတ်တိုက်ခတ်ခဲ့လို့စစ်တပ်ဘက်က9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။စစ်ခွေးရင်ရက80လောက်ရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ရှေ့တန်းစခန်းကိုတော့ပေးလိုက်ရပါတယ်။တဲ့ချောင်းမြို့နယ်ထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းကဝါရိတ်ခွန်ရှေ့တန်းစခန်းကိုပျောက်ကြားပုံစံနဲ့တက်လာတော့ နဖက်ပြက်ကမှုဖြစ်ပြီးတော့မှတိုက်ပွဲဖြစ်ပွားခဲ့တာပါစပရမတေချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတူကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်ပေါ့နော်တောင်ပိုင်းတိုင်းတရင်းတိုင်းတိုင်းထဲမှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လန်တပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာပြမကျွန်တော်အရင်ကလည်းတည်ထားတဲ့အချိန်ပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အခုလိုမျိုးပျော်ချပုံစံတွေနဲ့ညီအားလုံးရင်းနဲ့ဆက်ချောင်းထုံးဖို့တွေစစ်တိုက်ဆိုလို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။တောင်ပိုင်းတိုင်းမှာကျွန်တော်အားလုံးကြားထားတဲ့အချိန်ပဲအခုဆိုရင်အပွဲတွေထပ်ပြီးတော့မှရရှိဖို့နှိစက်နေတာပေါ့နော်။နောက်ထပ်တရင်တပ်ဖွဲ့အနေနဲ့ကတော့ စစ်ကောင်စီရဲ့တမဆယ်ခုမှာတမမှု9ဟွာဆိုရင်စစ်ပွဲမှာတည်ဆုံပြီးတော့မှနှုတ်ကိုတော်လိုက်တက်တွေကနေပြီးတော့မှဖန်စီတာပြီးနှုတ်ကိုစစ်တပ်ကပြန်ဖမ်းတာတွေရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတာဖြစ်ပါတယ်။33မူချုပ်အဖမ်းခံလိုက်ရပြီမိသားစုဝင်တွေကိုပါဖမ်းတာသူကကချင်မှာဆစ်ရှုံးသလိုအုတ်ချုပ်စီမံခြံပြင်တာရဲ့လက်စားပြီးတော့မှလုံချွေးပေါ်ရတယ်ဆိုတဲ့မှတ်ချက်တွေနဲ့အဖမ်းခံရတာတူထောင်ချက်မှာပါဆိုပြီးတော့မှ စရေတရင်းမြက်ကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။အမှ33ချီမြတ်တမဌာနချုပ်အဆင်တော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နေပြီဖြစ်တဲ့စကိုင်းတိုင်းစကိုင်းမြို့မှာခြေဆိုင်ပြီးတော့မှအဲဒီကနေတဆင်ဖားကမှာဆိုရင်လင်းနေဒီပါတဆွဲခဲ့ပြီးတော့မှ ပြီးခဲ့တဲ့ဇွန်လကုန်မှာဆိုရင်မိုးကောင်းမြို့အခြေဆိုင်စစ်စင်ရေးကွက်ကမှုဌာနချုပ်စကခ3နဲ့တပ်အချင်းပြောင်းတွေလုခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးသိထားတဲ့အတိုင်းဆိုတော့ဒီစစ်ကောင်စီရဲ့ပေါ့နော်။တမ33ကိုတော်လန်ရဲဘော်တွေကနေပြီးတော့မှစကိုင်းတိုင်းထဲမှာပဲဖြစ်ခါရှင်းလင်းမှုတွေစစ်ကြောင်းလိုက်ကိုမြို့ဖြုံနိုင်ခဲ့တဲ့ပွဲတွေလည်းများစွာရှိနေတာပြီးတော့မှအဲ့ဒီမှာသူတို့ရဲ့အကြီးမှုဖြစ်တယ်ပေါ့နော်။စစ်ကောင်စီရဲ့ဒီအရာရှိတွေကိုတော့အခုဆိုရင်သူတို့အထက်ကောင်းဆောင်တွေကနေပြီးတော့မှပြန်လည်ဖမ်းဆီးမှုတွေစစ်တိုက်ဆိုလို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့ချက်မှာကတော့ကျွန်တော်တို့အခုဆိုရင်ပလဲမျိုးနယ်မှာရှိတဲ့ကန်တောင်ရဲစခန်းကိုတော်လံပူအောင်တပ်ဖို့ဝင်နေတဲ့ပြည်သူများပြည်သက်သိမ့်မဲ့နေဖို့စ조사တက်ခိုက်နေတယ်ဆိုတဲ့အကြောင်းဆီလူမျိုးကျော်ကနေပြည်သူများတရင်ကောင်းပြောဆိုထားတဲ့အရာပဲဖြစ်ပါတယ်ဆီလူမျိုးကျော်ဘယ်လိုမျိုးတွေဖြစ်ရမလဲဆိုတာကျွန်တော်စာချေးလဲရအောင်နော်ကန်တောင်မှာ PLA အပါဝင်ပူအောင်တပ်တွေကပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါတယ်ကန်တောင်ဟာမုံရွာရဲမှပဲပလဲကန့်ကောင်းနေရေတကြိုးပလဲမြိုင်လန်းကျောပေါ်မှာရှိတာပါတင်ကပြူဟာအချက်ချာကြတဲ့ဒေတာတစ်ခု ဖြစ်ပါတယ်။ကံတော့သတင်းနဲ့ပတ်သက်ပြီးကျွန်တော်နောက်ဆုံးရသတင်းလေးကိုတောက်လျှောက်ပြောနေတာ ဖြစ်ပါတယ်။အရေးကြီးလို့ပါ။ကံတော့နဲ့ပတ်သက်ပြီးတော့မြန်မာတို့တချို့ကြားနေရတဲ့သတင်းတွေရှိတယ်။တချို့ကလည်းအကောင်းမြင်တဲ့ကြားနေရတဲ့သတင်းတွေလည်းရှိပါတယ်။ကံတော့ yes ကပါပြူစောတိနဲ့စစ်တပ်အင်အားတရားဝင်ကျင်အောင်နေရာယူလာပြီမြန်မာတို့ဖက်စစ်တပ်အလို့နဲ့စစ်ရှုံးနေပါတယ်။ဒါပေမဲ့ဝေဟင်ကနေပြီးတော့ဇွန်လ3ရက်နေ့တရက်ထဲမှာဝိုင်တွဲလေရင်နဲ့ကံတော့ကို၈ချိန်လေချောင်းနဲ့ပုံကျဲပါတယ်။ အင်မဒီနီတဝိုက်ကိုနှစ်ချိန်ဘုံကျဲတိုက်ခတ်ပြီးဘုံအလုံးအရေအတွက်58လုံးတော့မတော်ပြုတ်ခဲ့တော့တွေ့ရပါတယ်။များတယ်နော်။ဒီမှာတော့ဂျက်တိုက်လေရင်အင်မဒီရွာအနည်းကို၄ချိန်ကန်တော့ရွာနောက်ဖက်မှာ၄ချိန်ပြက်ကတ်တိုက်ခတ်ခဲ့ပါတယ်။ဒီကနေ့ဆိုတော့6ရက်နေ့မှာတော့နာမခကပါရာမော်တာတွေတက်လာပြီးဘုံကျဲမှုတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကန်တောင်းကိုရအောင်တင်ကြရပါတယ်။ကန်တောင်းကိုရအောင်တင်ကြတဲ့နေရာမှာဒီနေရာမှာ PLA ဘီဒူးလုံးမြောက်ရေးတက်မတော့ အပအဝင်ပူပေါင်းတက်တွေရဲ့တေတက်လာပါတယ်တင်နာဒီဝါရီစွလို့စွစားဝန်းနေထိတ်လေစိတ်တွေစိတ်တွေနောက်တစ်ချက်ကအဲဘယ်လိုပြောမလဲမိကုံရန်ကုံရအောင်တိန်းနေဆိုလေတော်ရေးစစ်တက်တွေမြင်ရပါတယ်တန်တော့မှာ PL နဲ့အတူပြီးသူလက်ယုံတက်တော့ကြက်တက်နဲ့တက်မလို့အခြား LPDF တင်းနဲ့ MODF ကတိုက်ရင်တင်းဖြစ်တဲ့ချက်တဲ့နဲ့တက်မလို့ကတော့ပါဝင်တိုက်ခိုက်ဖျက်တောက်ရေးမှကူညီနေတယ်လို့သိရတယ်လို့အခြားသောတပ်တွေကလည်းအင်မတီကထွက်လာမဲ့ပြူစောထီးတွေကိုပိတ်ညက်ကတ်တက်ထားတယ်လို့သိရပါတယ်။ MODF ကတိုက်ရင်တက်ဖွဲ့တွေလည်းအချို့တက်တွေပါဝင်ကူညီနေတယ်လို့သိရပြီးအချို့တက်တွေတော့မသိချင်အောင်ဆောင်နေတယ်လို့သိရပါတယ်။ MODF ကတိုက်ရင် MODF ကတိုက်ရင်မဟုတ်ရင်တွဲမတိုက်ရဘူးဆိုတဲ့အချို့တက်တွေကိုလည်းတွေ့ရပါတယ်ကြားရပါတယ်။အဲ့တော့ လဲတဲ့ရင်းမပင်ဟာ45မိနစ်လောက်ပဲဆိုင်ကနေဆိုသွားတယ်ခကြီးပါရင်းမပင်ခရိုင်ထဲမှာတက်ပေါင်းများစွာရှိပါတယ်တရင်ပေါင်းများစွာရှိပါတယ်ဇာလင်းကြီးမှာလည်းတက်ပြီးအများကြီးရှိလို့ဂဏီမှာလည်းတက်ပြီးရှိတယ်ရင်းမပင်မှာလည်းရှိတယ်ပလဲမှာလည်းရှိပလဲလို့မျိုးမျိုးကိုပြချောက်လိုက်လို့ရတယ်ဗျာဒါပေမဲ့ဟန်ချက်ကြီးအတူလက်တွဲတိုက်ပွဲဝင်မှုအားနေနေတာချောက်ဒီကနေ့မှာကန်တော့လို့စခန်းမျိုးကို၄ရက်၅ရက်လောက်တိုက်နေရတော့ဗျာအကြေးသာရင်းမပင်တွေကတက်ပြီးအတိအပြီးဟာ 做点牛肉烧，来段鸡翅，没上月，他们昨天还去，都不忘上月卡。但我问那人干到哈？那我那张表厂里来的亲戚有吗？现在啊，这张表够干录音，将来年底嘛，亏销或消消灭了，阿龙队里面几百。今朝老干没牛肉的了吧？表路的，啊，今天刚刚表了十万。 မနက်တော့ဒီမှာဆရာလေးမြတ်ကျော်ပြောထားတယ်လို့ပဲကျွန်တော်တို့အညာရီတက်မှာရှိတဲ့တော်လန်တဖုံတွေဒါစူစီးနေရဆိုတဲ့တက်ခိုင်းလိုက်မယ်ဆိုတော့ကာနောက်လိုမျိုး yes ကအဆိုတော့ကျွန်တော်တို့မကြခင်မှာ AC လေးကိုတင်ပိုက်နေတဲ့အခြေအနေမျိုးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ခုချိန်ထိကျွန်တော်တို့အညာရီတက်မှာလိုအပ်နေတဲ့ COC စနစ်ကောင်းကောင်းမလဲပက်ရခြင်းရဲ့အကြောင်းရင်းတွေလည်းများစွာရှိနေတာဖြစ်ပေါ်မှာကျွန်တော်တို့ NUG လေးအောက်ကတရင်တွေနဲ့ပေါ့နော် NUG လေးအောက်မှာဒီအလုံးမလို့ကြတဲ့ကျွန်တော်တို့တရင်တွေအကြ ွဲပြဲမှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်အခုဆိုတော့စစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေတော်တော်ဆက်လှုပ်ဆောင်နေတာဖြစ်ပြီးမှကျော်ရဲအနေနဲ့တဝိုင်းမှာဆိုတော့တိုက်ပွဲဟာတော်တော်လေးပြင်းထန်နေတာပဲဖြစ်ပါတယ်မြို့ပပြည်သူတွေကလည်းပြီးတော့မှလည်းဒီတော်လိုက်မပူပေါင်းပြီးတော့မှလုပ်နေကြတာမို့လို့ကျွန်တော်မြည်ပြမှာတိုက်ပွဲဝင်နေကြတဲ့တော်လန်တပ်ဖွဲ့ဝင်တွေအနေနဲ့အထူးသဖြင့်အညာမှာစူးစီးညာဆိုတဲ့ပေါ့နော်တိုက်ခိုက်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘာသာကိုကြီးဆိုတဲ့ငနဲ့ကနေပြီးတော့မှစစ်ကောင်စီရဲ့ဒီဝတ်တော်ရင်တွေကိုဖမ်းဆီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမလိုမျိုးပေါ်ကွဲပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်စစ်တက်ကဲအောက်မှာဒီလောက်ကြောင်နေလာတဲ့ကျွန်တော်တို့ပြည်မျိုးဆက်ပေါ့နော်ကျွန်တော်တို့ရဲ့မျိုးဆက်အနေနဲ့စစ်တက်အုပ်ချုပ်တဲ့စစ်အုပ်ချုပ်ရေးစစ်အုပ်ချုပ်ရေးကြောင့်ကောင်းနားလေတက်ကြွန်းနေပြီးသားဗျာအဲ့တော့စိုင်းကဲလေး license ကိုပေးတဲ့အချိန်မှာ ်ဝင်ထားကြလေကျွန်တော်ပြောတာကျွန်တော်ကကြီးလာတဲ့အသက်16နှစ်18နှစ်ကလေးကိုကျွန်တော်မပြောဘူးကျွန်တော်တို့အသက်နောက်နီးနီးရှိနေတဲ့လူတွေကိုကျွန်တော်ပြောတာဘာကြောင့်လဲဆိုတော့စစ်စိုးရအောင်မသူတို့လည်းနေဘူးလို့စစ်စိုးရအကြောင်းသူတို့မသိဘူးဘယ်တော့မနဲ့ဘူးလားဟမ်စစ်စိုးရအကြောင်းနဲ့လို့ရှိလို့ရှိလို့ချင်းလိုင်စင်ပေးတော့လောက်တာပြီးတော့ချင်းအဲလိုင်စင်ကိုလုတ်ပေးတယ်ဆိုလို့ဥစားဖမ်းတော့မှမဟုတ်လို့လုတ်ပေးတာအခုတည်းကပြတ်တွက်ကြည့်စမ်းလိုင်စင်လုတ်ပေးပြီဘယ်အချိန်မှစဖမ်းလဲလိုင်စင်တက်တန်းနေမတိုးတော့ဘူးဆိုလို့ပြောမှန်းစားတဲ့ချန်အစကြီးမှဖမ်းတာ တိုးဒိုင်ဆင်ကိုပေးလိုက်ပြီဆိုလို့ကျလို့ချင်းဖမ်းဖို့ပေးလိုက်တာဒါစစ်စိုးရဲ့ကျုပ်နေတာထုံးစံပဲကျွန်တော်ဟိုးကျင်တော့ရတယ်ဒါရကျုံခဲ့ပြီးသားဗျာဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဆိုလိုချင်တာကပေးတဲ့ချိန်မှာမလုတ်ဖဲနဲ့လုတ်ခါမှလုတ်တယ်လို့ပြောရအောင်စစ်စိုးကကြောင့်မင်းတို့မသိဘူးလားဆိုတဲ့စကားကိုကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်တာအဲ့ဒါနော်စိုက်ကယ်ကိုဖမ်းလို့ပြည်သူလူထုရဲ့ဒုက္ခရောက်ပါတယ်ပြုတ်ပါတယ်ဆိုတဲ့ကိစ္စထက်စစ်စိုးကအကြောင်းကိုသိရတဲ့ လိုက်စင်မဝင်ကြတဲ့လူတွေအတွက်ပြောတာစစ်စိုးကလက်ထက်မှာစိုင်းကဲကိုလိုက်စင်ပေးတယ်ဆိုရင်အကျဉ်းကြီးတော့ဟိုးရှေ့စစ်စိုးကစပြီးရည်ကြီးလိုက်တကြိမ်ရှိဘူးလားလို့ရည်ကြီးလိုက်နော်သမ္မတကြီးဦးသိန်းစိန်ခင်မှာပေးတာတော့ဘာမှမပြောနဲ့အဲ့ဒါဒီမိုကရေစီဆိုရခင်နော်ရှေ့စစ်စိုးကခင်မှာလိုက်စိုင်းကဲကိုလိုက်စင်ပေးဖို့ထုံးစံရှိတာနော်တေချာပြန်တွေးကြည့်လို့ရှင်စစ်စိုးကစစ်စိုးကစင်ဆက်ဆက်မှာစစ်စိုးကခင်စိုင်းကဲကိုလိုက်စင်တက်တန်းလိုက်စင်ဝင်ခွင့်ပေးတာဆိုတော့ဒီနာဆာကအစိုးရတရားဝင်ရှိတယ်။ဟာလား ပေးတော့ဝင်ထားတယ်ဖမ်းတော့မှမလို့ဝင်ခိုင်းထားတာသူပြောချင်တဲ့ပုံစံရတော့ပါလားကျွန်တော်ပြည်သူတွေကစစ်ကောင်စီရဲ့ဗီဒီယိုမှာ license တန်းတူပိတ်နေတဲ့အချိန်မှာမဝင်လို့ခုဆိုရင်ဝတ်တော်ရင်တွေဖမ်းဆီးခံရဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒီတုန်းကလည်းပါလားစစ်ကောင်စီနေနဲ့ဒီ license တန်းတူမယ်ဆိုတော့မှ တို့ဝယ်ထားတဲ့ပေါ့စေးရဲ့ဒီထဝက်ကြော်ကြော်နီးပါလောက်ကိုတောင်းနေတာပြမကြားတဲ့ကနေပြမစကွက်တွေများစွာလဲကျတို့ကြုံတွေ့နေရတာပဲဖြစ်ပါတယ်အခုချိန်ကြမှာစစ်ကောင်စီရဲ့လို့ရမှန်ပါတယ်ဆိုပြမဘူကန်ဖင်ပိညင်းပင်းနေကြတဲ့ဘုံမရက်ကွက်ရတော့ပါနော်တော်တော်လေးကိုနာလဘင်းတော့ဆုတွေပြမပြည်သူတွေကတို့ဒီလိုမျိုးဒီမော်တော်ယာဉ်တွေကိုနေ့စဉ်အလုတော်အလုပြန်ကြောင်းသားကြောင်းပြန်ကြိုးတဲ့နေရာတွေမှာလဲသုံးပြုတ်နေတာမလို့တော့နားမလည်ပေးပြနေအခုလိုမျိုးပြောနေမျိုးစားတွေပြောဆိုနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသမီးတက်ကုန်းမနေပြီးတော့မှမကြာခင်မှာနောင်ချိုမျိုးကိုစစ်ကောင်စီနေပြီးတော့မှပြန်လည်ထင်းချိုရရှိတော့မယ်ဆိုပြီးတော့မှအချောင်ပြောဆိုထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်နောင်ချိုပေါ့နော်နောင်ချိုဆိုရင်တတလေးတတငါဒုံးတက်ရင်606ပြီးကြပြီးတော့ကြသွားပြီးတော့နော်နောင်ဟိုနောင်ချိုတင်းခဲတာတိုင်း TNL တွေကတင်းခဲတာပေါ့အဲ့ရနေစပြီးတောင်ခန်းကိုသူတို့တိုက်ခဲတာက296ရက်ကြာပြီဖြစ်ပါတယ် တက်မတော်ကအခုတနည်းသူတို့လက်ထဲကိုနောက်ချိုရောက်သွားတာတနည်းမပြည့်ခင်ပါပဲတက်မတော်ကပြန်လဲထိုးစစ်ဆင်ပြီးအခုဆိုရင်နောက်ချိုကြီးကိုပြန်ရရှိပြီးပြီဖြစ်ပါတယ်တန်ကြီးတို့ရွှေမုံတော်တို့မကြီးရေဆိုတဲ့ရွာတွေကအဲ TNL ကခံတက်ကိုဘလို့လို့ဟိုအင်္ဂရီနဲ့အခိုင်မှလောက်ထားတာအရန်အရန်ကိုအင်အားတောင်တောင်တင်းတင်းခံထားတဲ့နေရာကျမတို့တက်မတော်သားတွေကတော်တော်လေးကိုကြိုးစားပြီးထိုးစစ်ဆင်ခဲ့ရပါတယ် ဟိုနှောင်ချိုမြို့ပေါ့ဘေးအဝိုင်းလိုက်ကြီးပေါ့ဟိုသူများတွေပြောတော့နင်းနီးလေးဟို30မိုင်မဲဝေးရမရသေးဘူးလားမရသေးဘူးလားရွာအများကြီးရှိရကျမအရင်တစ်ခေါက်ကကျမရဲ့ post တွေမှာလိုက်ကြည့်လိုက်ရှိပါတယ်နှောင်ချိုဘေးဘယ်ဘက်မှာဘာတွေရှိတယ်ညာဘက်မှာဘာတွေရှိတယ်ဘလို့တိုက်ခဲ့ရတယ်ဆိုတဲ့ဟာလေးရှိအခုကတော့ကန်ကြီးကိုရောက်ပြီဆိုတော့နောက်ထပ်6မိုင်ကျော်ပဲကျန်တော့6မိုင်ကျော်ဆိုတာ10ဆိုတော့ရောက်တယ်ဒါပေမဲ့လေပုံမှန်အတိုင်းလေးပဲသွားနေရပါတော့ခုမှသွေးပြက်နေပြီ ပလောင်နေသွေးပြက်နေပြီအရှိကိုထုတ်ထားတဲ့ PDF ကလေးတွေလည်းမတိုက်ချင်တော့ဘူးသူတို့မတိုက်ချင်တော့ဘူးကျမကြားတယ်30 Samsung ရွာထဲမှာရှိနေတဲ့ဘာနောက်ဘာညက်ချင်းနုလို့ခဲဆန်ရွာတို့မှာနေနေတဲ့ PDF ကလေးတွေဆိုရင်အရန်အစားတောက်တဲ့အနေထိုင်နေအရန်ခက်ခဲလုံးအကြည့်တော့ခါကြာသူတို့မတိုက်ချင်တော့ဘူးပလောင်ကမြန်မာစကားနားမလဲဘူးမြန်မာကလေးတွေကိုရှေ့ဦးချနေတယ်အဲ့တော့အခုတက်မလို့ကတိုက်လာတဲ့ခါကျတော့တဖြည်းဖြည်းနဲ့နောက်ချုံမျိုးကိုပြန်လဲဝင်လောက်တိုင်းတော့မှဖြစ်ပါတယ် ပြောချင်တာတော့ပါနော်သူတို့အနေနဲ့နောင်ချူမျိုးကိုမှကြာခင်မှာရရှိပြီးတော့မှအခုဆိုရင် PDF နဲ့တင်တယ်လေကြားမှာလည်းဒီစစ်ဆန်ရေးမပြေလည်မှုများစွာရှိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်ပြောဆွနေတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းတင်တယ်လေဟာဆိုတော့တရုတ်ပြည်နဲ့သူစစ်ကောင်စီရဲ့အခုလိုမျိုးပြန်လည်ထိုးစစ်ဆင်မှုတွေကိုခံနေရတာပြုလို့မှကျွန်တော် 2029ဒေါ်လာစစ်စင်လိုင်းလုံးဟာဆိုတော့အခုချိန်မှာတော့ရက်တန်နေရတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်အနေနဲ့ TNL ဘက်ကနေပြတော့မှဘယ်လိုမျိုးစစ်စင်ရဲ့ viewer တွေနဲ့ပေါ့နော်ပြန်လဲထိုးစစ်စင်တက်ခဲ့မလဲဆိုတော့စောင်းချက်မှာဖြစ်ပြတော့မှ TNL ပြောထားသလိုပဲသူတို့တွေနဲ့ဒီဒေါ်လာင်းမှာ NUG ကျွန်တော်တို့ဒေါ်လာပြည်သူတွေနဲ့သူပူးပေါင်းပြတော့မှအဆုံးစွန်ထိတက်ပွဲဝင်သွားမယ်ဆိုပြတော့မှပြောဆိုထားတာမို့လို့သူတို့ရဲ့ရည်တည်ချက်ဆိုတော့ခိုင်မာမလားဆိုတော့ကျွန်တော်စောင်းချက်မှာပဲဖြစ်ပါတယ်။ ကျကျုံနောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမရက်ကကမြို့ဆုတို့အိုစုကနေပြတော်မှာအမေစုကြောင့်တိုင်းပြည်ဖျော်ဖျက်ဖြစ်ခဲ့ရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့မျိုးလီမျိုးဆက်ပြောဆိုထားတဲ့အားလေကျတို့တစ်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်1988ပါလားဒေါ်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးတယောက်မြန်မာပြည်ကိုရောက်လာခဲ့ရင်မြန်မာပြည်ရဲ့နိုင်ငံရေးလမ်းကြောင်းတွေကိုအခြေအနေကောင်းလို့ခုန်ချတာမျိုးမလုပ်ခဲ့ဘူးဆိုရင်ဒီလိုအချိန်မှာတိုင်းပြည်ကဒီလိုပျက်စီးမှုတွေနဲ့ရင်ဆိုင်နေရစီရှိလားလို့ဒီလောက်ပြောဖြစ်တော့ ဟုတ်ကဲ့အင်္ဂလိပ်တကယ်ဆောက်ဘောနကောင်နော်ခင်ဗျာမူတာတင်ရဲ့ဒီလူပုတ်ကိုကိုယ်ပဲရဟုတ်ကဲ့ကျွန်တော်တို့ကပူကြောင်းလာတူစီဘုရားတခင်ကနေကောင်းနေပြီဟုတ်ကဲ့အဲ့ဒီပုံမှာမူတီဆိုဒီကအေးခင်းကြီးပေါောက်လာတယ်ထောက်ခံမှုတွေဖြစ်ထွန်းလာဟုတ်ကဲ့ဗျာအဲ့ဒီပုံမှာပြီးပြီးတော့အခုနောက်ဆုံးတော့ပင်ရဲ့ဒီကြီးအောင်ပေါက်သွားတာဟုတ်ကဲ့ဒီကလေးတွေကတော့တကယ်တော့ဘာမှတိရှာတာမဟုတ်မှန်ပါတယ်သူတို့ရဲ့အဲ့ရောင်ရင်ပုံမြင်တွေကဘောကဆန်းစုကြည်ကအတော်လုံးနဲ့ထုံမြင်နေတဲ့ကြီးလာတဲ့ကလေးတွေလမ်းမြောက်ခဲ့ရတယ် မမအဓိကအဲ့လိုပုံမီခုခွဲမှုဆောင်တယ်ဒီအဆင့်ရောက်လာတော့ကျွန်တော်တို့ဖတ်သူတို့ညကြတော့အခုဂျန်ဆက်လာသူတို့ခေါ်ကြအဂျန်ဆင်းဂျန်ဆက်ဂျန်ဆက်လာမှလည်းသူဂျန်ဆက်ဂျန်ဆက်ပေါ်ပြီးအဲ့ဒါဂျန်ဆက်သူတို့ညကတော့ခင်ဗျားတို့ကျွန်တော်တို့ငယ်ဘဝတွေတုန်းကလိုမျိုးတမိုက်စာအုပ်တွေညာစာအုပ်စာအုပ်တွေဝတ္ထုစာအုပ်တွေအထုပ်ပတ်တွေလည်းကျွန်တော်ကြီးသိနေကြတာပေါ့ဟုတ်ဘူးသူတို့ညဒီဖုန်းလေးလက်တော်ကနောက်ဝင်တဲ့ချက်သူတို့ဂိမ်းဆော့ကြမယ်သူတို့ကသိတာကတုတ္တကိုသိတာဗျာ ် information ကိုသိတယ်ဟုတ်ပြီအဲ့တော့သူတို့ကအလုံးစုံသူတို့သိပြီလို့ခင်မှတ်မှားသွားကြတာပေါ့နော်အဲ့ဒါဒီပုံမှာလည်းနောက်တော့ဆိုးဆိုးလုံးကကျွန်တော်ပြောသလိုပဲတော်ဆန်းချက်ကြီးဆိုတဲ့အမျိုးသမီးအပေါ်မှာပုံဝေဟုတ်ကဲ့တအားများသွားတယ်များတယ်များတယ်တိုက်ပြီးမှမဖြစ်တင်တာလေးတွေဖြစ်လာကြတယ်အဲ့တော့ကအတိတ်ကိုဆက်သွားကြည့်ရအောင်ဘုံကျုံနေဝင်းကသူ့ကိုပုံကိုကိုးကွယ်မှုခံရအောင်သူ့ကိုသူတိဆောက်သွားအောင်မတော်အောင်မတော်အခုပြောပြီခုမှအခမ်းတည်တည်အဲ့ဒါကတော်တော်များများကြီးချက်ကိုတရိပ်မနာမလို့ဗိုလ်ချုပ်ကြီးနေဝင်းဟာ တူကုန်ရင်ကိုအကောင်းဆုံးပြောင်းပြီးတော့မသွားဘူးကျွန်တော်မင်းမရတယ်တနိုင်ငံလုံးကလည်းသူခေတ္တကသူလမ်းနေမြို့တွေတဲသွားတာညာကြီးပဲသူ့အမိနဲ့သူ့မှပြေဘူးတန်လင်းမှာဘုရုံတွေဝင်လမ်းဆိုပြီးလမ်းတို့ပြီးတူတော့ပြေဘူးလေတနိုင်ငံလုံးကဘေးမရမှာသူမတိဆောက်ဘူးခဏနာမည်ပေါ့နော်သူအမိတို့မတိဆောက်ပြေပါဒီနောက်ကတော့ပေါ့နော်ကျတို့ ဂျန်စီလူငယ်တွေကနေပြီးတော့မှပဲလမ်းမပြီးတော့မှဒီတောင်းလိုင်းကိုဆစ်လို့နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပါတယ်။ဂျာတက်ကနေပြီးတော့မှအမေစုကြောင့်တိုင်းပြည်ကအခုလိုမျိုးအနေထားတရားကိုရောက်ရှိသွားတာဖြစ်ပြီးတော့မှကျိုးတို့တိုင်းပြည်မှာအတော်မတန်နိုင်တဲ့ပြည်တွင်းစစ်ကြီးရဆိုတော့ပါတော့အခုချိန်အမေစုရဲ့ပယောဂါကြောင့်ပဲဒီလိုမျိုးဖြစ်နေရတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ဝါရဖြန့်ပြောဆိုနေတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့ကျိုးတို့တော်လိုင်းပြည်သူတွေအခုလိုမျိုးအောင်ပွဲရပြီးတော့မှ ကျွန်တော်ရှေ့တက်မှာရှိနေတယ်ပေါ့နော်တလန်ရဲ့ရဲပေါ်တဲ့အောင်မြင်မှုတွေသူစခုနေတဲ့အချိန်မှာတော်တော်လေးကြီးဝင်နေတဲ့အုပ်စုတွေဖြစ်ပြီးမှနီဘော့ဆိုနဲ့ကျွန်တော်တို့ကိုတွေးခွနေတာပဲဖြစ်ပါတယ်ဒီမျိုးအစိုးရနဲ့ကောင်ရဲ့ပြောစကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြေဘက်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြားပြေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်ဆုံးပြီးတော့ဒီပုံအနေနဲ့ ILO ရထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့မှမတရားဘူးဆိုပြီးတော့မပြောဆိုလာတဲ့စစ်ကောင်စီရဲ့နောက်တစ်ခုကကျတော့ကျွန်တော်ပေါ့နော်စစ်ကောင်စီကနေပြီးတော့မှဂျွန်လွင်ကိုဖမ်းဆီးလိုက်တယ်ဆိုတော့တရင်တွေနဲ့ပတ်သက်ပြီးတော့မှ ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဆူဇလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်တဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားညီလာခံ ILC မှာစစ်ကောင်စီကိုပြစ်မှတ်ထားတဲ့ဆုံးဖြတ်ချက်တရက်ဇွန်လ9ရက်နေ့ကချက်မှတ်ခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာလူ့သမားအဖွဲ့ချုပ် ILO ရဲ့ဆုံးဖြတ်ချက်ဟာစစ်ကောင်စီအပေါ်မှာနိုင်ငံရေးဖိအားပေးနိုင်မှုရည်ရွယ်ချက်နဲ့တစ်ဖက်သက်ချက်မှတ်တဲ့ဆုံးဖြတ်ချက်တရက်ဖြစ်ကြောင်းပြည်တွင်းမှာရှိတဲ့အလုပ်ရှင်တွေအလုပ်သမားတွေနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်မှာတက်ရောက်မှုမရှိတာကြောင့်လုပ်ငန်းခွင်တွေမှာအေးချမ်းစွာဆက်လက်ပြီးတော့လုတ်ကိုင်းနိုင်ကြောင်း စစ်ကောင်စီရတမရေးရာဝန်ကြီးဌာနကဇွန်လ6ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်အဲ့ဒီဆုံးဖြတ်ချက်ကြောင့်အခြေခံရတမတွေရဲ့အလောက်ကန်အခွင့်အရေးနဲ့ပုံမှန်ဝင်ငွေရရှိဖို့အမှုအပေါ်မှာချိတ်ချောက်မှုသာဖြစ်စေနိုင်ပြီးတော့အကောင်းကျိုးထက်ဆိုးကျိုးသာဖြစ်စေနိုင်မယ်လို့ဆိုထားပါတယ်။အဲ့ဒီအပြည်ပြည်ဆိုင်ရာအလုတ္တမကြီးလာကံဆုံးဖြတ်ချက်ဆိုတာဟာအပြည်ပြည်ဆိုင်ရာအလုတ္တမအဖွဲ့ချုပ် ILO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33ကိုမလိုက်နာလို့အရေးယူတာဖြစ်ပါတယ်။စစ်ကောင်စီဟာ အလုတ္တမအခွင့်အရေးလူခွင့်အရေးအပါဝင်လွတ်လပ်စွာအသင်ပင်ဖွဲ့စည်းခွင့်ဆိုင်ရာပြဋ္ဌာန်းချက်89နဲ့အရမလိုအပ်ပြီးခိုက်ချိန်မှုပပျောက်ရေးဆိုင်ရာပြဋ္ဌာန်းချက်29ကိုအတိလင်းချိုးဖောက်နေတဲ့အတွက်အဲလိုပုံမှ33အရာအရေးယူခဲ့တာဖြစ်ပါတယ်ရည်ရည်မှုရဲ့ရလက်အနေနဲ့စစ်ကောင်စီရဲ့လောင်စာဆီနဲ့ငွေကြေးစီးဆင်းမှုတွေကိုနိုင်ငံတကာကစောင့်ကြည့်ဖိအားပေးတာတွေလုပ်သွားလိမ့်မယ်လို့မြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLA ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အစိုးရချက်ချက်ရဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူရောင်းချနေတဲ့အတွက်ကြောင့် Moral Agency ပိုင်ရှင်ဂျွန်လွင်ကိုလွန်ခဲ့တဲ့နေ့ကစစ်ကောင်စီကခေါ်ယူစစ်ဆေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်အမှုပညာရှင်တွေအပါအဝင်ဘသူမဆိုတော်လိုင်းရေးနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူတုံးဆွဲတာရောင်းချတာတွေလုပ်လို့ရှိရင်ဖက်စီအရေးယူမယ်လို့လည်းစစ်ကောင်စီကချိန်ချောက်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအစိုးရချက်ချက်ရဲ့ကုန်ပစ္စည်းတွေကိုရောင်းချတဲ့အတွက်ကြောင့်အမျိုးသမီးတအူးအမျိုးသားတအူးကိုဖမ်းဆီးခဲ့ပါတယ်။ ဒါတော့စစ်ကောင်စီအနေနဲ့ပေါ့နော်အိုင်လိုရထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံပြည်သူပြည်သားတွေပေါ်မှာလုံးဝတယောက်မှရှိဖို့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ်ပန်းလေးစတဲ့ပြောဆိုနေတာပြည်ပြည်မှာတကယ်တမ်းကျတော့ဘာပြစ်နေကြတဲ့အုပ်စုတွေပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်နိုင်ငံတကာဖွဲ့စည်းရတဲ့ပြည်မှာလည်းတရားလေးကိုစောင့်ကြည့်နေတာမလို့မြောက်လိုက်တဲ့ချက်မားတာနဲ့ပေါ့နော်ကျွန်တော်တို့ဘက်ကနေပြည်မှာအပီးတွယ်နေတဲ့အခွက်တွေကိုလို့အခုဆိုရင် ပိုင်ရရှိထားတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့တော်လိုင်းမှာပူပေါင်းပြီးတော့လုပ်နေကြတဲ့ celebrity တွေရဲ့ထုတ်ကွန်တွေနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီနေနဲ့အတော့မှပြုကြဖို့တာမြင့်ပိတ်ပင်တာတွေအခုဆုံးဖန်ဆင်းမှုတွေစစ်တိုက်ဆိုသလိုလှုပ်ဆောင်နေတာမလို့ပေါ့နော်။ဒီကောင်တွေကဘယ်လောက်ထိတွေးပစ်နေလဲဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှကြည့်ရတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်ဗီဒီယိုပြပမှာရှိတဲ့တော်လိုင်းပြည်သူတွေကနေပြီးတော့မှကိုရဲရအနေနဲ့ဒီတော်လိုင်းကိုထောက်ဖို့စနစ်နဲ့ဖြစ်ဖြစ်ပေါ့နော်။ပူပေါင်းပြီးတော့မှလှုပ်ဆောင်လိုက်မယ်ဆိုတော့အခုလိုကြောင်ကန်းဖြစ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကျွန်တော်တို့အလွယ်လေးမကြခင်မှာပြီးဖြိုးနိုင်တော့မယ်ဆိုတဲ့ကြောင်းထလောင်းပြောကြရတဲ့ ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပေါ်ပြည်သူများလုံးထူးခြေဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမချင်တဲ့ပြေဆုံးပြီးတော့မှတာယာရဲ့ချင်းတဲ့နေ့တည်လေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေ့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။